မင်္ဂလာပါကျွန်တော်နာမည်ဒိုချီပါနေစဉ်တော်မြမအင်္ဂလိပ်စကားပြောမှာဖြစ်ပါတယ်ခင်ဗျအဲဒီနေ့ကျွန်တော်တို့ဒီပါနော်ကုံသွားပြီဆိုတော့အင်္ဂလိပ်ဝါဟာရာလေးပါနော်ဒါလေးကိုစမ်းစစ်ကြပါစို့လို့အင်္ဂလိပ်စာအခြေခံအတူောက်လေးလေ့လာတာပါနော်အဲတစ်ချိန်တည်းမှာပဲကျွန်တော်နာမည်နဲ့ပတ်သက်ပြီးတော့ online ပေါ်ကဘယ်လိုပဲပတ်စံထန်ထောင်ပါမပေါ်မိပါစေနဲ့လို့နော်ဟုတ်ပါပြီခင်ဗျကုံသွားပြီပါနော် အဲ့ဒါအောက်ဆိုတဲ့ဝါဟာရတလုံးနဲ့ပါပဲ O U T out ကုန်သွားတယ်နော်အဲ့တော့ကျွန်တော်ကတခါတည်းမှာအောက်လို့ပြောရင်အပြင်အပြင်ပါနော် I am out of house ဒါဆိုကျွန်တော်အိမ်အပြင်ကိုရောက်နေတယ် I am out of town ကျွန်တော်မြို့ပြင်ကိုရောက်နေတယ် I am out of the country ကျွန်တော်နိုင်ငံအပြင်ကိုရောက်နေတယ် I am out of town တို့ I am out of my house တို့ I am out of my country တို့ဆိုလို့ရှိရင်ဒါအပြင်ရောက်တာပေါ့အဲ့လိုမျိုးအိမ်တို့နေရာတွေပေါ့နော်နေရာတွေအစားပစ္စည်းဥစ္စာတွေစားတောက်ကုန်တွေကိုတတ်ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကကုန်နေတယ်လို့ဖြစ်သွားတာပါနော်ဥပမာ we are out of rice ကျွန်တော်တို့စံကုန်နေတယ် we are out of cash ကျွန်တော်တို့ပတ်စံကုန်နေတယ် we are out of gas ကျွန်တော်တို့စီကုန်နေတယ်အဲ့တော့ we are out of gas နဲ့ we are out of town နဲ့ဒါလေးနှစ်ခုကိုရှင်းထားလိုက်ပါเนาะအဲ့ဒါမျိုးရှင်းထားလိုက်လို့ရှိရင်မှတ်မိရတာလွယ်မှာဖြစ်ပါတယ်ပေါ့နော် ျွန်တော်ပတ်စံကုန်နေတဲ့ I am out of I'm out of cash ကျွန်တော်ပတ်စံကုန်နေတယ်တော့ out ဆိုတဲ့တလုံးကြီးပဲပေါ့နော် we are out we are out လို့ပဲတခွန်းနဲ့ပြောလို့ရှင်တော့ငါတို့ထွက်တယ်လို့အတိတ်ပဲရတာပါနော်တော့ကိုကပြန်မွေးတစ်ခုတည်းဝင်နေတယ်ဘောလုံးကန်နေတယ်ဆိုပါစို့ hey i'm out solution ဒါကျွန်တော်ထွက်ပြီးပါเนาะကျွန်တော်မပါတော့ဘူးလို့ပြောတာဖြစ်ပါတယ် i am out now ကျွန်တော်မပါတော့ပါခင်ဗျအေးအဲ့ဒါမျိုးဖြစ်တာဗောနော်မပါတော့ဘူးကုံနေအပြင်ကိုရောက်တယ်ဒါအောက်ဆိုတော့ adjective တလုံးတည်းနဲ့ကျွန်တော်တို့ကအလုတ်ဖြစ်နေတာဖြစ်ပါတယ်ဗောနော်အဲ့ဒီတဲမှာမှာကျွန်တော်တို့တွေကတုံးရင်တဲ့ကုံနဲ့ဆိုပါဆိုဗောနော်တုံးရင်နဲ့ကုံသွားတယ်ဟိဆိုလို့ရှိရင်ဥပမာဓာတ်စီမော်တော်ကားထဲမှာ ကုန်နေပါပြီဆိုတော့เนาะ the gas is running out အဲ့ဒီကကြတော့ပြည်တယ်လို့ဖြစ်တာပါเนาะ are you and run ပြည်သည်အဲ့တော့အဲ့ဒီကျွန်တော် rise is running out ဆန်းကုန်နေပြီလို့အတိတ်ပဲရပါတယ်เนาะအဲ့ဒီကကြတော့ the rise is out ဆန်းကုန်နေ the rise is running out ဆန်းတုံးနေတာကုန်သွားယူနော်ဆိုင်းနဲ့ကုန်သွားတာကုန်သွားယူတူပေမဲ့ တခုကတော့ကုံသွားတယ်လို့ပဲပြောပေမယ်တခုကတော့အေးကျွန်တော်တို့တွေစာနေတာကောင်းဆန်တဲ့အိတ်ကြီးရှိတယ်ဟုတ်တယ်လားဒါဆန်အိတ်လေးကပြော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 ကြအောင် the rise is running out ဆိုတာဆန်ကုန်နေပြီအကားမောင်းတယ် solution လားဒီတိုင်းပဲ the gas is running out ဒါ dusty ကုန်နေပြီပေါ့နော်အေးအဲ့လိုမျိုးအတိတ်ပဲရတာပေါ့နော်အဲ့ဒီခါကျတော့အောက်ဆိုတဲ့ဥစ္စာလေးကပါလာတာကိုတတိထားပါပေါ့နော် run ကကြတော့တုံရင်နဲ့ ကုံသွားတာအဲ့တော့တခါတလေမှာဆက်လေးတွေအလုံးမလုံဘူးမိပြတ်တယ်ဆိုပါဆိုဘာမီးဟာဘာချောက်ပြတ်လဲဘာမှမသိဘူးဆက်ပြတ်လို့မိပြတ်သွားတာဗောအေးအဲ့ဒါမျိုးကြတော့ပြေးတာနဲ့အစားကျွန်တော်တို့ကဂိုးဟုတုံးတတ်တာဗောနော်အဲ့ဒီခါကြတော့ the light one out မိပြတ်သွားတယ် the light one out ဒီနေရာမှာ one ဆိုတဲ့ ဟိုဘာ past tense လေးကို3 3 3 3တာဟိုတတိထားပေါ့နော်အဲ့ဒီခါကျတော့ the lights went out me ပြတ်သွားတယ် lights out me သိတယ်အဲ့အမျိုးပေါ့နော် lights out ကကျတော့ me အပြင်မှာလို့အဓိပ္ပာယ်မရပဲ ਨੇ the light is out me သိတယ်ပေါ့နော် the lights go out me ပြတ်တယ် the light is out မီးသေးတယ်ဆိုတာမီးသေးတာနဲ့မီးပြတ်တာနဲ့အဲအဲ့ဒါမျိုးလေးကိုကျွန်တော်တို့ကပြောတတ်တာဗောနော်အဲ့ဒီခါကျတော့ go နဲ့ run နဲ့ out နဲ့ဒီသုံးလုံးလေးကိုကျွန်တော်တို့ကပိုင်အောင်သုံးတာဖြစ်တာဗောနော် i am out ကျွန်တော်မပါတော့ဘူး the rise is running out စံသုံးနေတာဂုံနေပါပြီအေးအဲ့ဒါမျိုးလေးတွားတာဗောနော်အဲ့တော့ကျွန်တော်တို့က go run ဒီနှလုံးထဲနဲ့ပါနော်ပြီးရင် out ဒါလေးကိုသုံးသပ်ပေါ့ i am out ကျွန်တော်မပါဘူး i am out of town ကျွန်တော်မြို့ပြင်ရောက်နေတယ် i am out of cash ကျွန်တော်ပတ်စံကုန်နေတယ် we are running out of cash ပတ်စံသုံးလို့ကုန်နေပြီ the gas is running out စီသုံးနေတာကုန်နေပြီ the rice is running out စံသုံးနေတာကုန်နေပြီစံကရော့သွားပြီဘာနာလဲမြို့ဒိတ်ပဲရတာပေါ့ ငယ်အဲ့ဒီထဲမှာမှကျွန်တော်တို့တွေကတခါတလေပေါ့နော်တချို့ကျွန်တော်တို့မှတ်ထားတဲ့တဲနေတယ်ပြီပြီနေတာ3မိနစ်ရှိပြီအဲ့ဒီထဲမှာမှကျွန်တော် vat 1 vat 2 vat 3ပေါ့အလွယ်တကူပေါ့နော်ကျွန်တော်တို့ဒါမျိုးမှတ်ထားတဲ့စီမှာဥပမာ go သွားသည် want သွားခဲ့သည် gone သွားပြီပြီ ီဗတ်3ဂေါင်းပါနော်အဲ့ဒီဂေါင်းလေးကကျွန်တော်တို့က adjective အနေနဲ့တုံးလို့ရတယ်လေနော်အဲ့ဒါမျိုး adjective ဥစ္စာနဲ့တုံးတဲ့စီမှာတစ်ချက်လေးသတိထားပါနော် the rice is gone ဆိုလို့ရှိရင်ဒါဆန်ကုန်ပြီလို့အတိတ်ပဲရတာပါနော်ဆိုဆန်ကုန်ပြီ the rice is gone ပြီးရင်ကျွန်တော်တို့က do လောက်တီ ်တလှုပ်ခဲ့သည် down လှုပ်ပြီးပြီး the rise is down ဆိုတာစံချက်ပြီးပြီးလို့အဓိပ္ပာယ်ရတာပါနော်ဒါပြီးသွားတာအဲ့တော့ခါဒီမှာစံချက်နေဟေး if the rise ready no the rise is down စံချက်ပြီးသွားပြီးအဲ့ဒါမျိုးအဓိပ္ပာယ်ရတယ်တော့ d o n e down ပြီးတော့ပါနော်လှုပ်ပြီးတော့ဆိုတဲ့ခါကျတော့စံချက်သွားပြီး you are down မင်းနဲ့ကတော့ပြီးသွားပြီ you are finished မင်းနဲ့ငါပြီးသွားပြီ I'm done with that ငါဒါနဲ့တော့ပြီးသွားပြီမဆိုင်တော့ပါဟေးအဲ့လိုမျိုးအတိတ်ပဲရတာပါနော်ဒီညမှာ done down ကပြီးသွားတော့လို့အတိတ်ပဲရပါတယ်နော်ပြီးသွားရင် go want gone done gone သွားပြီးတော့လို့အတိတ်ပဲရတာပါနော်အဲ့ဒီခါကျတော့ he's gone သူထွက်သွားပြီသူသွားပြီ I'm gone ငါသွားပါပြီ I'm gone hey oh everybody bye I'm gone ငါသွားပါပြီအဲ့ဒါမျိုးအတိတ်ပဲရတာပေါ့အဲ့ဒီခါကျတော့ first 3လေးတွေနဲ့ကျွန်တော်တို့က၃တဲ့အခါဒီမှာ adjective လေးရှိတယ်ဆိုတာကိုမမေ့ပါနဲ့လို့အဲ့တော့ပြန်မှတ်မိမှမသိဘူးเนาะ out i'm out ကျွန်တော်မပါတော့ဘူး i am out of the house ကျွန်တော်အပြင်ကိုရောက်နေတယ် I am out of cash ကျွန်တော်ပတ်စံကုန်နေတယ်ပြီးရင် run တောင်းရင်လည်းကုန်တာတောင်းရင်လည်းကုန်တဲ့စီမှာဗားရရှိလဲ the rice is running out ဆန်တောင်းလို့ကုန်နေပြီ the gas is running out စီတောင်းလို့ကုန်နေပြီအဲပြီးရင်တမျိုးကြ the light's out the light is out မိသေးတယ် the light go out မိပြတ်တယ် go out နဲ့ အောက်လေးနဲ့ဒီနှစ်ခုလေးပဲကွာတာပါနော်ဆို because the gas are running out uh, the gas is running out စီကုံနေတဲ့အတွက် the light is out မိသိတယ် the gas is running out စီကုံနေတဲ့အတွက် uh the lights go out မိပြတ်သွားတယ်အဲ့အဲ့ဒါလေးရမှာမသိပါနော်စီကုံနေတဲ့အတွက်မိပြတ်သွားတယ် စီကောင်နေတဲ့အတွက်မိသေးသွားတယ်။အေးအဲ့ဒါမျိုးလေးကိုကစမ်းပြောကြည့်ပါနော်။အဲ့ဒါမျိုးပြောကြည့်တဲ့အခါကျတော့မှ the gas is running out ဒါစီကောင်နေပြီ that's why the lights is out အဲ့ဒီအတွက်မိသေးသွားတယ်။ that's why the light went out အဲ့ဒါကြောင့်မိပြတ်သွားခဲ့တယ်။အေးအဲ့ဒါမျိုးလေးရတာပါနော်။တပြိုင်နဲ့ထမှာပဲ gone ဒိုးသွားပြီ ဲ့ဒါ sugar is gone တကြားကုန်သွားပြီနော် the rice is gone စံကုန်သွားပြီ the rice is done စံချက်ပြီပြီအဲ့ဒီခါကျတော့ do down လာတဲ့ခါကျတော့ချက်ပြီပြီ gone ဆိုတဲ့ခါကျတော့ကုန်သွားတော့ဗောနော် down အပြီးသွားတော့အဲ့ဒီတဲ့ဘယ်နေနဲ့ဆုံးတာလေးကိုမမိနဲ့ဗောနော်ဆိုတော့အဲ့ဒီခါကျတော့ ေးငါတို့အိမ်မှာတခုခုကုံသွားတယ်ဟေးဆလရှင်ဟဲ့ဟဲ့ဘွာအာ price is gone ဆိုရင်ဒါဆန်းကုံသွားတယ်လို့အတိတ်တည်းရတာပါနော်ဆိုတော့နည်းနည်းလေးကိုလိုကန်လန်လေးတော့ဖြစ်တာပါနော်အဲ့တော့အဲ့ဒီခါကျတော့အဲ now adjective လေးကိုကျွန်တော် set up ပြောခြင်းနဲ့ဒါပေမဲ့မမှတ်မိမှဆိုတာပါနော်မမှတ်မိမှဆိုတဲ့အတွက်ကျွန်တော်တို့ဒီနေ့ဖို့ကဝါဟာရ၃လုံးဖြစ်တဲ့ go run out ဒါလေးကိုပဲကျွန်တော်တို့လေ့ကျင့်တာပေါ့နော်အဲ the car is gonna stop because the gas is running out တော့ကားကရပ်ပါတော့မယ်ဘာဖြစ်လဲလဲဆိုတော့စီကုန်နေပြီဖြစ်တဲ့အတွက်မဟုတ်ဘူးလားအဲ the lights is going to go off အာမိကပြတ်သွားပါတော့မယ် goes off uh, the lights is going to go off because the gas is ran it out စီးကုန်နေပြီဖြစ်တဲ့အတွက်မိပြတ်ပါတော့မယ်အဲဒါမျိုးလေးပါနော်အဲသုံးဝင်နေမဝင်နေဟိုအောက်မှာချရေးပါ goes ran out ဒီသုံးလုံးလေးကိုပဲအောက်မှာဝါချလေးချရေးကြည့်ကြည့်ပါလေနော်ကုန်နေကြီးတေးသွားသည်ပြတ်သွားသည်မိပြတ်တယ်မိသေးတယ်စံကုန်နေစံချက်ပြီးပြီး စံကောင်းတဲ့စံချက်ပြပြမိပြတ်တဲ့မိသေးတယ်အဲအဲ့ဒါမျိုးလေးကိုအောက်မှာရေးပြီးတော့ comment လေးလုပ်ခဲ့ပါလို့နော် bye